်ငွေကြေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်။ဒါကျွန်တော်တို့ဒီ16ကြိမ်အတွက်ကျွန်တော်နောက်ဆုံးမူပေါ့နော်။နောက်ဆုံးကျွန်တော်တို့တက်တက်ပဲပေါ့နော်။ကျွန်တော်ရှားပေးထားပါတယ်။အဲကျွန်တော်ရေးထားတာမသိမှာပေါ့နော်။ကျွန်တော်၃နှစ်လေးကနေစပြီးတော့ရေးထားတဲ့အစဉ်လိုက်ပေါ့နော်။ပြီးရင်ကျွန်တော်ဒီဒီအဝါပေါ့နော်။ရှင်၅နှစ်ကိုကျွန်တော်ဒီမှာပြန်ကောက်လိုက်တယ်ပေါ့နော်။သူလည်းကျွန်တော်တို့အစဉ်လိုက်ပေါ့နော်။ Okay ။ အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီတိုင်းဆိုရင်ကျွန်တော်တို့ဒီမှာခဏလေးတွေကစိတ်စိတ်ပြီးတော့ပေါ့နော်အကုန်လုံးကကျွန်တော်တို့ရှုပ်ရှစ်ခတ်သွားမှာပေါ့ကျွန်တော်ခွဲရေးပြီးထားတာပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ဒီ6 6ကနေပြန်កောက်ထားတယ်6 4 6ទីပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာပထမဆုံးမူကိုအရင်စပြီးတော့အထူးထူးကြည့်မယ်ပေါ့နော်ကျွန်တော်မနစ်ဖန်တော့ဒီတင်ထားကသမျှပေါ့နော်ကျွန်တော်16ချိန်ကိုပြန်ပြီးတော့အားရင်ပေါ့နော်အားခဲ့ရင်ကျွန်တော်ပြန်ပြီးတော့အနှစ်ချုပ်လေးထုတ်ပေးပါမယ်ဗျာနော် โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာအခု16ကြိမ်ရွက်ထားတော့ကျွန်တော်နောက်ဆုံးမူပေါ့နော်နောက်ဆုံးမူကိုကျွန်တော်တို့ထိပ်စီးလေးရင်စားပြီးတော့ကျွန်တော်ပြပေးပါမယ်နော်ထိပ်စီးကကျွန်တော်ဒီမှာရှိနေတယ်ပေါ့နော်1 4 2ဆိုရကနေနော်ဒီ1 4 2ဒီကျွန်တော်သုံးလုံးပေါင်းခြင်းနံပါတ်8ပေါ့နော်သုံးလုံးပေါင်းခြင်းဒီနံပါတ်8လို့ကြားတယ်ပေါ့နော်နံပါတ်8နံပါတ်8လို့ကြားတဲ့အတွက်ကျွန်တော်တို့ဒီမှာနော်8ရယ်နော်ဒီ3ရယ်ပေါ့နော်ကျွန်တော်တို့နှလုံးပေါင်းခြင်းဒီ နော်နံပါတ်1เนาะ၈နှစ်ခတ်1ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြတဲ့တပေါ့เนาะ၈၈နှစ်ခတ်ဒီနံပါတ်1ဆိုပြီးတော့ကျွန်တော်တို့ရိုက်သွားတယ်เนาะโอเคဒီဘက်မှာကျွန်တော်တို့စစ်ကြည့်အောင်ပေါ့เนาะဒီဘက်မှာကကျွန်တော်တို့ဒီမှာ9 2 5ဆိုပြီးတော့ပေါ့เนาะ9 2 5ဒီကျွန်တော်တို့၃လုံးပေါင်းခြင်းနံပါတ်ဘယ်လောက်လဲနံပါတ်1ပေါ့เนาะ1မှာလဲကျွန်တော်တို့ထုံနီး၎င်းမဲ့ဒီ၈ရဲ့တဲ့ကျွန်တော်ဒီ၆ရဲ့ပေါ့เนาะ ပေါင်းခြင်းနံပါတ်4ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကြလဲနင်းနင်းနက်ခတ်တီကျွန်တော်တို့၄ဆိုပြီးတော့ရိုက်ပေးသွားရဲပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတယ်နော်ဒီမှာ656ဆိုတဲ့ကဏ္ဍနော်656ဒီပေါင်းခြင်းနံပါတ်ကျွန်တော်တို့ဘယ်လောက်ဖြစ်မလဲနံပါတ်9နော်နံပါတ်9ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်ခွန်နက်ခတ်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းကဘာဖြစ်ပြီးမလဲ၃ညဆိုပြီးတော့ကျွန်တော်ရိုက်ပေးရမယ်နော်၃ရဲ့ခွန်ရဲ့ကျွန်တော်တို့ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ် နံပါတ်3ညဖြစ်တယ်ပေါ့เนาะဒီတွေ့ကြောင့်ကျွန်တော်တို့ခွန်ထိပ်စီเนาะဒါခွန်ထိပ်စီလေးကျွန်တော်တို့ရသွားပါပြီဒီခေါင်ကကျွန်တော်တို့ခွန်ခွန်နက်ကကျွန်တော်တို့3ညဆိုပြီးတော့ပေါ့เนาะโอเคဒါဆိုရင်ထိပ်စီပြီးသွားရင်ကျွန်တော်တို့ဒီမှာခါးတိုင်လေးတစ်ချက်ဒူဒူကြည့်အောင်ပေါ့เนาะခါးတိုင်ကကျွန်တော်ဒီမှာเนาะပေါ်ဆုံးကပေါ့เนาะ3 2 4ကထိပ်စီနံပါတ်ဒီနံပါတ်3เนาะ ဒီနံပါတ်3ဖြစ်တဲ့အတွက်တော့ကျွန်တော်ဒီမှာ33ပါဝါ8ဆိုပြီးတော့ပေါ့နော်ဒီလိုလေးရိုက်တယ်558 5ပေါင်းခြင်းနံပါတ်ဒီနံပါတ်8ပေါ့နော်3ပါဝါကျွန်တော်တို့8ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်ကကျွန်တော်တို့852ကထိစီနော်နံပါတ်8နော်ဒီ number 7ဒီလဲကျွန်တော်ဒီမှာဘလို့ရိုက်သွားလဲဆိုရင်3 4 6ဆိုပြီးတော့ပေါ့เนาะ3 4 6ဒီပေါင်းခြင်း number number 3ဖြစ်ပါတယ်เนา ဒါဆိုရင်8 8ပါပါသည်ကျွန်တော်တို့နံပါတ်3เนาะဒီအတွက်ကြောင့်ကျွန်တော်ဒီအောက်ကစစ်ပေါ့เนาะစေရကကျွန်တော်တို့865ဆိုတဲ့နံပါတ်နံပါတ်6ထိပ်စီဒီကျွန်တော်တို့8 8ပါပါသည်၃လုံးပေါင်းခြင်းနံပါတ်ဘယ်လောက်ရိုက်ပြရမလဲ8 8ပါပါသည်နံပါတ်3ဆိုပြီးတော့ရိုက်ပြရမယ်เนาะဒါဆိုရင်66ဒီနှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတက္ခါပေါ့ဗျာเนาะဒါဆိုရင်ခွန်ထိပ်တက္ခါ เนาะခွန်ထိတ်တခါရပြီကျွန်တော်တို့အပိတ်လေးပဲကျန်တော့တယ်ပေါ့เนาะအပိတ်လေးကကျွန်တော်အနီနဲ့ပြပြီမယ်သူကတော့ကျွန်တော်နှစ်ဆိုက်ရတယ်ဗျာเนาะအပိတ်ကတော့ဒီနှစ်ဆိုက်ရှိတာပေါ့เนาะโอเคပထမဆုံးစိုက်ကကျွန်တော်ဒီမှာဒီလို၃လုံးပေါင်းခြင်းပေါ့เนาะ6ရဲ့ကျွန်တော်တို့ဒီ9ရဲ့ဒီ6ရဲ့ပေါ့เนาะဒီလို၃လုံးပေါင်းခြင်းဒီတဲ့ပေါင်းခြင်းနံပါတ်ခွန်ဖြစ်ပါတယ်တဲ့เนาะဒါတစ်စိုက်เนาะโอเคเนาะ ဒီမှာလဲကျွန်တော်တို့9ရယ်6ရယ်6ရယ်เนาะ၃လုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်နံပါတ်9ဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့4ရယ်6ရယ်9ရယ်ပေါင်းခြင်းနံပါတ်ဒီနံပါတ်9ဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်เนาะဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲ9အပိတ်9 1 9ဆိုတဲ့ကဏ္ဍเนาะနောက်ထပ်တစ်ဆိုင်ကကျွန်တော်တို့ဘယ်လိုလာလဲဆိုရင်ဒီနှလုံးပေါင်းခြင်းဒီ1ပါတဲ့เนาะ ပြီးရင်ဒီနှလုံးပေါင်းခြင်းဒီတော့နံပါတ်1ပါတဲ့ခွန်နှစ်ပေါ့နော်ဒါဆိုရင်ဒီနှလုံးပေါင်းခြင်းဒီနံပါတ်ဘယ်လောက်ဖြစ်ပြီမလဲနော်ဒီမှာလဲကျွန်တော်တို့ခွန်နော်စောစောကကြည့်တာဒီနှလုံးပေါင်းခြင်းဒီ3 1 3ဆိုပြီးတော့ကျွန်တော်တို့ဒါစီနီယာလဲဒါယူသွားလို့ရရတယ်ပေါ့နော်โอเคဒီအတွက်ကြောင့်ခွန်1ခွန်ဒါတိုးရမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာအစာအဆုံးလေးကျွန်တော်ပြန်ပြီးတော့ run through ပေါ့နော်ပြန်ပြီးတော့ရှင်းပြပေးပါမယ်နော်ဒီကနေ့မိတ်ဆွေတို့ကတေချာချာလေးတစ်ချက်လိုက်ကြည့်ပေးပါဗျာနော် ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီထိပ်စီးလေးကိုအရင်စပြီးတော့ရှာမယ်ပေါ့နော်ဒီကောင်ကရေးထားတာဒါခွဲပြီးတော့ရေးထားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အာဒီမှာကြီးပဲကျွန်တော်တို့စစ်တိုက်ရေးသွားရင်ကျွန်တော်တို့ကနန်းလေးတွေဒါမမြင်မဲနဲ့အရှမ်းရှုပ်သွားမှဆိုလို့ပေါ့နော် ခွဲရေးထားတာဖြစ်ပါတယ်အဲဒီမှာရှင်း၅နှစ်ဆိုရင်ဒီကိုပြန်ယူရယ်ပေါ့နော်ပြီးရင်၈၅ဆိုရင်ဒီကိုပြန်ယူပါတယ်နော်ပထမဆုံးအနေနဲ့ဒီမှာ၃လုံးပေါင်းခြင်းနံပါတ်၈ဖြစ်တဲ့အတွက်ရှစ်ရှစ်နှစ်ခတ်တိတက်ပါတဲ့နော်ရှစ်သုံးဆိုတဲ့ပေါင်းခြင်းနံပါတ်၁ရိုက်တယ် ထိတ်ပေါ့နော်ဒီမှာကနံပါတ်2ရှိတဲ့အတွက်2နက်ခတ်ဒီ4ဆိုပြီးတော့8 6เนาะခဏအစိမ့်လေးကိုကြည့်မယ်ပေါ့နော်ဒီလိုကြောင့်ဒီမှာကပေါင်းရနံပါတ်9ဖြစ်တဲ့အတွက်9 9နက်ခတ်ဒီကျွန်တော်ဒီမှာ3ညဆိုပြီးတော့เนาะ3 9ဒေစီလေးကိုဖန်ထားရဲပေါ့ဗျာเนาะ9ဒေစီရသွားပြီဆိုရင်ကျွန်တော်ဒီမှာခါတိုင်းเนาะခါတိုင်းကကျွန်တော်တို့ဒီအကြောင်းလေးကြည့်ပါမယ်နံပါတ်3ပေါ့နော်3ဖြစ်တဲ့အတွက်တပင်ချာမှာ8 9 9ဆိုတဲ့ပေါင်းခြင်းနံပါတ်8เนาะ 3ပါဝါ8ကိုကျွန်တော်တို့ရိုက်ပေးတယ်เนาะဒီနောက်မှာကျွန်တော်နံပါတ်8ဆိုပြီးတော့တွေ့ရမယ်เนาะဒီနံပါတ်8ဒီလဲကျွန်တော်တပင်ချာမှာ3 4 6ဆိုပြီးတော့8 8ပါဝါ3ဆိုပြီးတော့ကျွန်တော်တို့ရိုက်သွားတယ်เนาะ8ပါဝါ3ဒီအတွက်ကြောင့်ကျွန်တော်ဒီမှာနံပါတ်8ရှိနေတယ်เนาะနံပါတ်8ရှိနေတဲ့အတွက်တပင်ချာမှာ6 6ဆိုပြီးတော့8ပါဝါ3ဆိုပြီးတော့ကျွန်တော်တို့ခါတိုင်း1ကိုကျွန်တော်တို့ဖန်ထားရတယ်ပေါ့เนาะ ဖန်ထားတယ်ဒါဆိုရင်ကျွန်တော်တို့ထိတ်စီးခွန်ခါတိုင်းတင်တဲ့အပိတ်ကတော့ကျွန်တော်တို့ဒီမှာပြခဲ့သလိုပဲသူကနှစ် size ပေါ့နော်ဒီမှာဆွဲပြမယ်ဟောဒီလိုပေါင်းချင်းဒီလဲခွန်နဲ့နော်ပြီးတော့ဒီလိုပေါင်းချင်းဒီလဲခွန်နဲ့နော်ဒီလိုပေါင်းချင်းဒီလဲခွန်ပါတဲ့နော်သုံးလုံးပေါင်းချင်းခွန်ပေါ့နော်ပြီးရင်နောက်ထပ်တစ် size ခါဒီလိုပေါင်းချင်းဒီတက်နော်တက်ပြီးတော့ပါလာလဲဆိုဒီလိုပေါင်းချင်းဒီကျွန်တော်တို့နဲ့ เนาะနှစ်ပြီးတော့ကျွန်တော်တို့ပါလာမလဲဒီလိုပေါင်းခြင်းဒီ3ဆိုပြီးတော့เนาะကျွန်တော်တို့ခွန်တက်ခွန်အဘိတ်ကတော့ကျွန်တော်တို့2 site ပေါ့ဗျာเนาะ2 site ပါโอเคဒါဆိုရင်တော့ကျွန်တော်တို့ဒါဒီ session ပင်ရဲ့ကျွန်တော်တို့နောက်ဆုံးမှုဖြစ်ပါတယ်ခွန်တက်ခွန်ပေါ့เนาะအဲတကယ်ချင်းမိတ်ဆွေတို့ကတော့အကြိုက်တူမှာကျွန်တော်တို့ကြိုက်နှစ်တက်မှာကန်ဆန်ပါဗျာเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲဒီကောင်က 3D ဆိုတော့ကျွန်တော်တို့အကွက်တထောင်မှာတကွက်ဆိုတော့ပေါ့เนาะဒါကန်တော်တော်လေးကောင်းပါ ညိတာဖြစ်ပါတယ်เนาะโอเคပါဒါဆိုရင်ကျွန်တော်မနစ်ဖန်တော့ကျွန်တော်ချုပ်ဖြစ်တယ်ဆိုရင်လည်းဒီအဝါလောက်ပေါ့เนาะနေခင်းပိုင်းတော့မဟုတ်ညနေခင်းပိုင်းလောက်ကျွန်တော်အနှစ်ချုပ်လေးအဲတင်ပြပြင်တင်ပြဖြစ်ပါမယ်เนาะဒါအလုံးအားမအားပေါ်တော့မူတည်တာပေါ့ဗျာเนาะဒီတစ်ပတ်တော့ကျွန်တော်အရင်ကြီးလည်းမတင်ခဲ့ဘူးပေါ့เนาะခဏလေးတွေကတော့တော်တော်လေးနေပါတယ်အရင်ပတ်တွေနဲ့စာရင်ပေါ့เนาะ โอเคပါဒါဆိုရင်ကျွန်တော်ချုပ်ပြတဲ့ဆိုရင်လည်းကျွန်တော်တင်ပြပါမယ်ဗျာเนาะချုပ်ခွက်လေးတွေကတော့အာတဲဆိုလည်းကျွန်တော်တင်ထားတာအရင်အများကြီးမရှိဘူးပေါ့เนาะโอเคပါဒါဆိုရင်တော့ကျွန်တော်တို့အာတရက်နေ့မှာဒီရက်ဆယ်လ2025ပေါ့เนาะ16ကျင်းကတူးကျင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာဘယ်ဘယ်မှာ